ငလင်လောက်ခတ်မှုအပြီးရက်သားတွေနဲ့အများပြည်သူဆိုင်ရာအဆောက်အုံတွေကိုလေကြောင်းကနေတုံးမြင့်တိုက်ခိုက်လာနေတဲ့စစ်ကောင်စီကအပြစ်ရစေခြင်းအပေါ်တိုင်းတလနဲ့ကရင်ဖွဲ့တွေအလေးထားဖို့စစ်ကောင်းဆောင်ကပြောပါသည်မင်းဆက်9ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ငလင်ဒဏ်တင့်သူတွေကိုပုံကြီးထောက်ပံ့နိုင်ဖို့နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ရေးပြည်တွင်းပြည်ပအလှရှင်တွေရဲ့ဒုတိယကြိမ်မြောက်အလှူငွေပေးရလှူဒန်းပွဲမှာပြောဆိုခဲ့တာပါအခုချိန်မှာငလင်းဘေးကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့အပျက်စီးတွေရှင်းလင်းရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဒီဇိုင်းမမဆောင်ရွက်နေတယ်လို့စေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောပါရည်ဒီအတွက်အရှိန်ဟုန်နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ကာလဖြစ်တဲ့အတွက်တည်ငြိမ်အေးချမ်းမှုလိုအပ်တာကြောင့်စစ်တပ်အနေနဲ့ဧပြီ၂ရက်နေ့ကစပြီးတော့မေလကုန်အထိယာယီအပြစ်ရဲစဲထားတယ်လို့ဆိုပါရည်ဒါကြောင့်နိုင်ငံတော်နဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီး တိုင်းဒလနကိုင်ဖွဲ့စည်းတွေနဲ့တက်ဆိုင်သူတွေအနေနဲ့လည်းယာယီအားဖြင့်အပြစ်ခက်ရဆဲထားခြင်းပေါ်အလေးထားစဉ်းစားပြီးလိုက်နာပေးကြဖို့စစ်ကောင်းဆောင်ကတိုက်တွန်းထားတာပါဒီဘောစစ်ကောင်းစီနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ကင်မျိုးသားစီအောင် KNU ပါဝင်ကချယ်လွတ်လပ်ရေးတက်မတော် KIA အရခတ်တက်တော် AE နဲ့တန်းတက် TNL တို့ကိုတန်လွင်တိုင်းကဆက်သွယ်ခဲ့ပြီးမယ်အကြောင်းမပြန်ခဲ့ပါဘူးမွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အေးမွန်ကအပြစ်ခက်ရဆဲကြီးဟာလိုက်နာရမယ့် ကျက်ဝဲမူပေါင်းတွေအရေးကြီးပေမဲ့စစ်တပ်ကလူသားမျိုးနွယ်အပေါ်စစ်ရာဇဝတ်မှုကျွလွန်နေတာလို့တန်လွင်တိုင်းကိုပြောပါသည်ကျွန်တော်သိထားတဲ့အပြည့်အဝဆိုတဲ့နေရာမှာကျင့်ဝတ်တွေအစည်းအဝေးတွေသဘောတူညီချက်မူပေါင်းတွေလိုအပ်တယ်เนาะအဲ့ဒါတွေကိုလုံးဝကိုကချမှတ်ထားပြီးကြေညာထားပြီးဆိုလို့ရှိရင်ဒီကျင့်ဝတ်တွေကိုလိုက်နာဖို့เนาะဒီမူပေါင်းတွေကိုသဘောတူညီဖို့အထူးတစ်ဖြစ်ကျွန်တော်တို့ဒီဂတိပြုထားတဲ့အတိုင်းလိုက်နာဆောင်ဖို့ဆိုတာအင်မတန်မှအရေးကြီးပါတယ် စိတ်အုပ်စုကဒါတွေကိုလုံးဝမလုပ်ခဲ့တဲ့အပြင်နော်နောက်နေ့စဉ်ရက်စက်နော်ဒီဒီ war crime တွေ crimes against humanity တွေကိုနေတိုင်းကျူးလွန်နေတာထင်ရှားပါတယ်နော်စေကောင်စီက match 28ရက်နေ့မှာမြန်မာနိုင်ငံအလဲပိုင်းဒေသကိုအင်အားပြည့်လှုပ်ခတ်ခဲ့တဲ့ငလျင်အပြီးယာယီအပြစ်ခတ်ရစဲရေးကို April 2ရက်နေ့ကနေ May 31ရက်နေ့ထိ၃ချိန်ကြီးညာခဲ့ပါသည်ဒါပေမဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်း နိုင်ငံတော်ဝင်လေကြောင်းတိုက်ခိုက်မှုအကြံရေ940ကြိမ်ထက်မနည်းရှိခဲ့ပြီးအဲ့ဒီပမာဏရဲ့60ရာခိုင်နှုန်းဟာဧပြီ2ရက်နေ့အပြစ်ရက်ကြီးညာပြီးတဲ့နောက်တိုက်ခိုက်ခဲ့တာလို့ ISP မြန်မာကဆိုပါတယ်လေကြောင်းတိုက်ခိုက်မှုတွေဟာတိုက်ခိုက်ရေးလေးနွေပါဝင် drone နဲ့စက်တက်လေလီတွေကိုအသုံးပြုပြီးတော့စေးတက်မှနေတဲ့နေရာတွေပြင်ပြိပခလုံးဝမရှိတဲ့မြို့ရွာတွေကိုပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာပါအဲ့လိုလုပ်ရမှာစေးရေးပြတ်ပတ်တွေပြင်စစ်ကောင်စီထိန်းချုပ်နိုင်မှုမရှိတော့တဲ့ဒေသတွင်းကလူနေရက်ွက်ကြီးရွာဆေးရုံ သာသမိကအဆောက်အုံတွေနဲ့စာတင်ကြောင်းတွေလည်းပါဝင်တယ်လို့ ISP မြန်မာရဲ့အချက်လက်တွေကဖော်ပြပါတယ်။လေလာသူတွေကတော့စစ်ကောင်စီရဲ့အပြစ်ခက်ရစဲရေးဟာနိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေအတွက်အလှူရှင်တွေရဲ့မူဝါဒဆုတ်ဖြတ်မှုဆိုင်ရာမူပေါင်းတွေနဲ့အာဆီယံမှာမျက်နှာပန်းလှစေဖို့တသက်ဟန်ပြတာလို့ဝေဖန်ပါတယ်။နိုင်အဲမွန်ကအပြစ်ရကြေညာပြီးတာနဲ့တပြိုင်နက်အဆိုးဝါးဆုံးခြေနေကြကပြည်သူတွေကိုစစ်ကောင်စီကအလစ်ငိုက်ခွင့်ရတိုင်းလက်စားချေတယ်လို့မျိုးဖြစ်နေတယ်လို့သူမြင်ကိုပြောပါတယ်။ ြည့်စုံရေးကြီးညာချက်ကိုเนาะထုတ်ပြီးတာနဲ့တပြိုင်နက်တည်းပဲเนาะသူတို့ဘက်ကနေချိုးဖောက်မှုတွေထက်ကတလဲလဲလုပ်နေတာတွေ့ရတယ်เนาะအဆိုးအဝါဆုံးအခြေအနေတွေကြားထဲမှာเนาะငလျင်တန်နဲ့เนาะကျွန်တော်ပြည်သူတွေရင်ဆိုင်နေရတဲ့အဆိုးအဝါဆုံးအခြေအနေတွေကြားမှာအလင်းငိုက်အခွင့်ရတိုင်းเนาะအခွင့်ရရတိုင်းဒီနေဦးတော်လရင်ကိုဝန်းရနေတဲ့ဝန်းရနေဆက်ဖြစ်တဲ့ပြည်သူတွေကိုเนาะအညိုးပုံစံမျိုးနဲ့ ခုနပြောလိုမျိုးအခွေရတိုင်းလက်စားချိန်နေတယ်လို့မျိုးဖြစ်နေတယ်လို့ကျွန်တော်မြင်တယ်အမျိုးသားညွတ်ရေးဆိုရ NUG လူခွင့်ရေးဝန်ကြီးဌာနရဲ့စင်းတွေရစစ်ကောင်စီရဲ့အပြစ်ရကြီးညာချက်နှစ်ကြိမ်အတွင်းနိုင်ငံတော်ဝင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သား300နီးပါးသေဆုံးခဲ့ပြီး456ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်အာဆီယံရဲ့ဥဆောင်မှုနဲ့နိုင်ငံတကာကနေပါဝင်တဲ့စနစ်ကျတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်နေရာမျိုးမရှိရင်ရက်သားပြည်သူတွေကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG ကထောက်ပြထားပါသေးတယ်။